ဘောလုံးအကစားချက်ပြည့်တဲ့ကြားလုံးမင်္ဂလာပါအခုဗီဒီယိုကနိုင်ငံတကာနဲ့မြန်မာဘောလုံးအကစားသတင်းအဆုံတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အော်တိုဘတ်ကိုကနေ့မနက်ဖြန်အချိန်မှာမြန်မာလေယာဉ်စင်မြို့သားအတင်းရ2029အာရှဖလားချင်းစစ်ပွဲစဉ်အုပ်စုတတိယမြောက်ပွဲစဉ်ကိုရှင်မြန်ကစားသွားတော့မှာဖြစ်ပါတယ်မြန်မာလေဆိုင်အသင်းအနေနဲ့ဆီးရီးယားလေဆိုင်အသင်းနဲ့ဆော်ရီအာရေဘီယာနိုင်ငံမှာအဝူးကွင်းပွဲစဉ်အဖြစ်မြန်မာစံတော်ချိန်ည10:45မိနစ်အချိန်မှာရှင်ပြိုင်ကစားတော့မှာဖြစ်ပါတယ် ရှိုင်းနေတဲ့တင်ရယခုနှစ်ဘောလုံးရာသီအတွက် bronze sponsorship အဖြစ်ဂျပန်နိုင်ငံအခြေဆိုင် FP Management Company Limited နဲ့တနစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။စာချုပ်ချုပ်ဆိုပွဲအခမ်းအနားကိုထိုင်းနိုင်ငံမှာရှိတဲ့ Japanese restaurant တစ်ခုမှပြုလုပ်ခဲ့ကြပါတယ်။ စပေါ်သားချစ်အခမ်းအနားမှာရှာယူနေတဲ့အတင်ဒူဥက္ကဋ္ဌကရှာယူနေတဲ့အတင်ကပြည်တွင်းအမတ်ဘေးချန်ပီယံဖြစ်၅နှစ်သက်တမ်းရယူနိုင်ခဲ့ပါတယ်ဒါပေမဲ့အာဆီယံနဲ့အာရှအဆင့်ပွဲတွေမှာတော့အတင်ကထိုက်တန်အတင်တွေနဲ့ရှင်ပြိုင်နိုင်မှုအတွက်လိုအပ်ချက်တွေရှိနေပါသေးတယ်အဲဒါကြောင့် AFS Shopee ကနဲ့ AFC Challenge League ပြိုင်ပွဲတွေမှာ Thai BN နဲ့ Indonesia စတဲ့အတင်တွေကိုရှင်ပြိုင်နိုင်မှုအတွက်ရှာယူထားတဲ့အတင်ကိုပုံမိုတိုးတက်လာအောင်ပံ့ပိုးကူညီပေးနိုင်မဲ့ sponsor ကိုအမြဲရှာဖွေနေခဲ့ပါတယ် အခုလို FP Management Company Limited ကဘဏ်ဝကူညီပေးမှုကိုရရှိတဲ့အတွက်အနာဂတ်မှာရှင်းလွှဲတဲ့သင်္ကေတပုံမှုအကောင်းလာမယ်ဆိုတာယုံကြည်ပါတယ်ဆိုပြီးတော့ပြောကြားခဲ့ပါတယ်။ကမ္ဘာဘောလုံးဖွဲ့ချုပ် FIFA က FIFA လူမှုအကျိုးပြုလုပ်ငန်းကော်မတီ FIFA Football Social Responsibility Committee ရဲ့ဥက္ကဋ္ဌအဖြစ်မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ် MFF ဥက္ကဋ္ဌဖြစ်သူဦးစောစောကိုတာဝန်ပေးခန့်လိုက်ပါတယ်။ဆစလန်နိုင်ငံဇူရစ်မြို့မှာပြုလုပ်ခဲ့တဲ့ FIFA ကောင်စီအစည်းအဝေးမှာ MFF ဥက္ကဋ္ဌဥက္ကဋ္ဌကို FIFA လူမှုအကျိုးပြုလုပ်ငန်း ကောမဒီရဲ့ဥက္ကဋ္ဌအဖြစ်ရွေးချယ်တာဝန်ပေးခန့်အပ်ခဲ့ပါတယ်။ဥသောသောကဥက္ကဋ္ဌအဖြစ်2025ခုနှစ်ကနေ2029ခုနှစ်အထိတာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။မြန်မာအမျိုးသမီးလေးစင်းအသင်းနဲ့ U23 အသင်းတွေကဂျပန်နိုင်ငံကိုလေ့ကျင့်ရေးခီးစဉ်ထွက်ခွာသွားပြီဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာကျင်းပမယ့်2025စီကိန်းကိုရည်ရွယ်ပြီးတော့မြန်မာအမျိုးသမီးလေရေးစင်အသင်းနဲ့ U23 အသင်းတွေကဂျပန်နိုင်ငံမှာအော်တိုဗာလာအတွင်းနေထိုင်လေ့ကျင့်သွားမှာဖြစ်ပါတယ် မြန်မာမြို့သမီးလေးစင်တဲ့ကတော့နေထိုင်လေးချင်းပြီးတော့ချစ်ကြည်ခြေသမ်းပွဲတွေလည်းကစားသွားမယ်လို့သိရှိရပါတယ်။အွန်လိုင်းဆိုင်ရဲ့ဒီပြ Henry Hook ကတော့အွန်လိုင်းဆိုင်အားယူထားတဲ့အပေါ်မှာတက်ခိုင်အကစားလောကမှာကျွန်တော်ကျင်လည်ခဲ့တာနှစ်တော့ကြာပါပြီ။တိတိကျပြောရမယ်ဆိုရင်နှစ်ပေါင်း40လောက်တောင်ရှိပါပြီ။ဒီကာလတွေအတွင်းမှာဥရောပတစ်ခွင်နဲ့ဂျပန်၊အမေရိက၊ဘရာဇီး၊အာရှဒေသတွေမှာကစ်ပေါင်စင်ပွဲတွေနဲ့ MMA ပွဲတွေကိုလိုက်လံကြီးကြပ်ပေးခဲ့ပူပါတယ်။ပွဲကြီးပွဲကောင်းတွေလည်းအများကြီးပတ်ပါတယ်။ ဒါပေမဲ့ online ဆန်ပွဲတွေလောက်ထူးခြားတာမကြုံခဲ့ရပါဘူး။သူပြိသက်ကဖွဲထိုးတဲ့အကစားရုံတွေမှာပဲရှိတာမဟုတ်ပါဘူး။ကွင်းအပြင်မှာရောရုပ်တံမှာပါအများကြီးရှိတာပါအောင်လာကစစ်မှန်တဲ့ချန်ပီယံတယောက်ဖြစ်ပါတယ်စစ်မှန်တဲ့ယောက်ျားကောင်းတယောက်ဖြစ်တဲ့အပြင်သူ့နိုင်ငံကိုလည်းဂုဏ်ဆောင်ပေးနိုင်တာကြောင့်ဒီလောက်အထိပြည်သက်အင်အားများပြားတာမထူးဆန်းပါဘူးအောင်လာအန်ဆန်ရဲ့အနီးပြားတယောက်ဖြစ်ခွင့်ရခဲ့လို့လည်းဂုဏ်ယူပါတယ်အရာအားလုံးအတွက်လည်းကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပြောကြားသွားခဲ့ပါတယ် မနက်ဖြန်ည09:45အချိန်မှာရှင်ပိုင်ကစားတော်မဲအာချာဖလားခြေစပွဲစဉ်အဖြစ်မြန်မာနဲ့ဆီးရီးယားလူရင်းစဉ်အတင်းတို့ကံပဲပွဲစဉ်မှာလန်ဖန်ဝါရီယာအသင်းရဲ့ကစားပေါ်ရီဖြစ်တဲ့မိုဟာမက်အော့စမန်နဲ့မောင်မောင်လင်တို့ကထိတ်တိုက်တွေ့ဆုံရှင်ပိုင်ကစားတော်အမှာဖြစ်ပါတယ်။ သုံးနိုင်ငံဖိတ်ခေါ်ဖလားမြို့သားဘောလုံးပြိုင်ပွဲကိုဝင်ရောက်ရှင်းပန်းခဲ့တဲ့ ISP ရဲ့မြို့သားအသင်းကပထမဆုဖလားကိုထပ်တဲ့နိုင်ရင်တစ်ခုရရှိခဲ့ပြီးတော့ရန်ကုန်ပြည်ပဆိုင်ရာလေးစိတ်ကို ပြန်လည်ရောက်ရှိလာတဲ့အခါမှာတာဝန်ရှိသူတွေနဲ့အကစားဝါသနာရှင်ပြည်သူတွေကဂုဏ်ပြုကျူးဇော်ခဲ့ကြပါတယ်။ အောင်ဘွဲရ ISVA မြို့သားဘောလုံးသင်ကရန်ကုန်ပြည်ပဆိုင်ရာဒေသကနေပြီးတော့ပြည်လမ်းမကြီးအင်းလျာလန်တက္ကသိုလ်ရိပ်တာလန်ဆရာဆန်လန်တွေကနေပြီးတော့တာဝန်ဝင်မြို့နယ်အနောက်မြင်းပြိုင်ကွင်းလမ်းမှာရှိတဲ့ချက်ကဆန်အကစားကွင်းဂိမ်းနံပါတ်ကိုကိုပြန်လည်ဝင်ရောက်လာခဲ့ပြီးတော့အကစားနေကသိပ်ပန်ရန်ကုန်ကသင်တန်းသားသင်တန်းသူတွေကအောင်သပီပန်းခတ်တွေနဲ့ဂုံစွာနဲ့တောင်းတောင်းဖျက်ဖျက်ဂုံပြုတ်ခဲ့ကြပါတယ် ခရစ္စတယ်ဘယ်လီသင်ကအသက်25နှစ်အရွယ်အင်္ဂလန်ခံစားမှုမက်ကိုဟီကလက်ရှိပရီးမီးယားလိအကောင်ဆုံးခံစားကစားသမားတွေကတအုပ်ဖြစ်ပါတယ်။သူ့ရဲ့ခိုင်မာတဲ့ကာကွယ်မှုတွေဘောလုံးကိုကျွမ်းကျင်စွာထိမ့်သိမ်းနိုင်မှုနဲ့ခေါင်းတိုက်ဆွမ်းရည်တွေကြောင့်ဥရောပရဲ့ထိပ်တန်းကလပ်တွေဖြစ်တဲ့ဘိုင်ယန်မြူနဲလက်ဘာဘူးနဲ့ရဲမထွတ်တို့ကခေါ်ယူဖို့အတွက်စိတ်ဝင်စားမှုကိုရရှိနေပါတယ်။ကိုဟီကချဲစီလူငယ်အဆင့်ကနေပြီးတော့ဖွံ့ဖြိုးတိုးတက်လာပြီးတော့ယခုအခါမှာအင်္ဂလန်အသင်းအတွက်ရေးပါတဲ့ကစားသမားတအုပ်ဖြစ်ရည်တည်လျက်ရှိပါတယ်။ နိုင်ငံတကာဘောလုံးအဖွဲ့အစည်း FIFA ကမလေးရှားဘောလုံးအသင်းကိုအပြစ်ပေးအရေးယူလိုက်ပါတယ်။အကြောင်းကားတော့နိုင်ငံခြားမှာဝေဖွားခဲ့တဲ့ကစားသမား9ဦးကိုအမျိုးသားအသင်းမှာပါဝင်ကစားဖို့အတွက်အထူးအရောင်ဆောင်ရွက်စာတမ်းတွေအသုံးပြုခဲ့တယ်ဆိုပြီးတော့ FIFA ကပြောပါတယ်။ FIFA ကဒီလိုလုပ်ရက်ကိုလိန်လဲမှုတစ်မျိုးလို့ခေါ်ဆိုခဲ့ပါတယ်။အာဂျင်တီးနား၊စပိန်နဲ့ဘရာဇီးနိုင်ငံတို့ကလာတဲ့အဆိုပါကစားသမားတွေကိုဘောလုံးကစားခွင့်တစ်နှစ်ပိတ်ပင်ခဲ့ပါတယ်။မလေးရှားဘောလုံးအသင်းကိုလည်းတံခွေအများပြားချမှတ်ခဲ့ပါတယ်။ပြဿနာကတော့ကစားသမားတွေရဲ့မွေးစည်းရေးလက်မှတ်တွေနဲ့ပတ်သက်ပြီးဖြစ်ပါတယ်။ ကစားသမားတွေရဲ့အဖိုးအဖွားတွေကမလေးရှားနိုင်ငံမှာမွေးဖွားခဲ့ရဆိုပြီးတော့အသင်းမှာကစားကွင်းရရှိဖို့အတွက်မလေးရှားကစာရွက်စာတမ်းတွေတင်သွင်းခဲ့ပါတယ်။ဒါပေမဲ့ FIFA ရဲ့စုံစမ်းစစ်ဆေးမှုအရအဲဒီစာရွက်စာတမ်းတွေကအတုဖြစ်ပြီးတော့အဖိုးအဖွားတွေကတခြားနိုင်ငံမှာမွေးဖွားခဲ့ကြတာဖြစ်ပါတယ်။မလေးရှားဘောလုံးအသင်းကတော့အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒီဆုံးဖြတ်ချက်ကို FIFA ကိုအယူခံဝင်သွားမယ်ဆိုပြီးတော့ပြောကြားခဲ့ပါတယ် အခုလာမယ့်နိုင်ငံတကာပွဲစဉ်တွေမှာစိတ်ဝင်စားပွဲစောင့်ကြည့်တဲ့အသင်းတစ်သင်းရှိပါတယ်။အဲ့ဒီအသင်းကတော့ Haaland, Martin, Odegaard တို့ရဲ့နော်ဝေးအသင်းဖြစ်ပါတယ်။နော်ဝေးအသင်းက World Cup Qualifier မှာအီတလီအသင်းကိုကြောပြီးတော့ဆင့်တင်နေရာကနေဦးဆောင်နေပါတယ်။ပွဲစဉ်၃ပွဲသာကစားဖို့ချန်တော်တဲ့အချိန်မှာအီတလီကို6မှတ်သားနဲ့ဦးဆောင်ထားခဲ့ပါတယ်။ နော်ဝေသင်းက1998ကောဖလာပြန်ပွဲနောက်ပိုင်းမှာကောဖလာကိုဝင်ခွင့်မရရှိထားခဲ့ပါဘူး။အခုဒီချိန်မှာတော့ပုံစံကောင်းပြသနေတဲ့ဟာလန်ရဲ့အသွင်းကိုယ်တွေနဲ့ကောဖလာပြန်ပွဲကြီးကိုနော်ဝေသင်းဝင်ခွင့်ရရှိသွားနိုင်မလားဆိုတာကိုစောင့်ကြည့်သွားမှာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်သင်ကတော့တနေ့အတွင်းနောက်ဆုံး၈လအတွင်းမှာပရီးမီးယားလီဂ်အသင်း6သင်းကိုသာနိုင်အောင်ကစားထားနိုင်ခဲ့ပါတယ်။အဲ့ဒီ6သင်းစလုံးကလည်းတန်းတက်လာတဲ့အသင်းတွေ၊တန်းဆင်းသွားတဲ့အသင်းတွေနဲ့တယောက်ထုတ်ခံထားရတဲ့အသင်းတွေပဲဖြစ်ပါတယ်။ ပရီးမီးယားလိပွဲစဉ်ခွန်ရဲ့အကောင်းဆုံးကစားသမားအဖြစ်ချက်စီကစားသမားကိုင်စီတို့ကရွေးချယ်ခံခဲ့ရပါတယ်။ချက်စီအသင်းရဲ့ကွင်းလယ်ခန့်စစ်ကစားသမားကိုင်စီတို့ကပရီးမီးယားလိပွဲစဉ်ခွန်ရဲ့အကောင်းဆုံးကစားသမားအဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ပရီးမီးယားလိမှာလာအလိုက်အကောင်းဆုံးကစားသမားစုကိုရွေးချယ်ချီးမြှင့်နေသလိုဒီအာဒီမှာပွဲစဉ်တစ်ခုချင်းစီအလိုက်အကောင်းဆုံးကစားသမားကိုလည်းရွေးချယ်နေတာဖြစ်ပါတယ်။ကိုင်စီတို့ကဒီအာဒီပရီးမီးယားလိမှာ Man of the Match ဆုအများဆုံးရရှိထားတဲ့ကစားသမားတစ်ဦးအဖြစ်ရပ်တည်နေပါတယ်။ အာဆင်နယ်သင်းကစပိန်ကိုတမဒေးဗစ်ယာယာကိုလာစာတုံ့ပြန်ပေးပြီးတော့စာချုပ်သေးချုပ်ဆိုလိုက်ပါတယ်ဒေးဗစ်ယာယာက200သီစတိုင်ပရီးမီးယားလိရှေလက်အိတ်စုအကောင်းဆုံးကတော့ကိုတမစုကိုရရှိခဲ့တဲ့အထိလက်ဆန်းပြနိုင်ခဲ့တာကြောင့်စာချုပ်ပါသဘောတူညီချက်ရအခုလိုလာစာတုံ့ပြန်ရရှိခြင်းဖြစ်ကြောင်းသိရှိရပါတယ်အာဆင်နယ်သင်းအနေနဲ့ဒေးဗစ်ယာယာကိုလာစာနှုံထားတဲ့နယ်စာချုပ်သေးချုပ်ဆိုဖို့နေရာဒီမှာကလေးကသဘောတူညီမှုရရှိထားတာဖြစ်ပါတယ် စပိန်ကုသမားဒေးဗစ်ယာယာကအရင်ကအာဆင်နယ်အသင်းမှာတပတ်ပေါင်းတသိန်းရရှိနေသူဖြစ်ပြီးတော့စာချုပ်အသေးရတွင်းမြင်ရရှိမဲ့လာစာနှုန်းတာကိုတော့ဖော်ပြခဲ့ခြင်းမရှိပါဘူး။ဒေးဗစ်ယာယာက2024အနွေရာသီမှာ Brentford ကနေအာဆင်နယ်ကိုအပြစ်သက်ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။အခုစာချုပ်အသစ်မှာတတန်းတိုးမှုမပါဝင်တာကြောင့်2028ခုနှစ်မှာစာချုပ်တတန်းကုန်ဆုံးသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။ အခုလိုဘောလုံးအကစားတင်ဆက်မှုတွေကိုကြားနေတဲ့ဆိုရင် subscribe line comment လေးပြုလုပ်သွားပေးကြပါနောက်ထပ်ဘောလုံးအကစားတင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်